因为我不需要依靠斗地穴了，就能走到今天。ဒီအပိုင်းမှာတော့လင်းတုံတို့အဖွဲ့နဲ့ရေကန်ကိုကြည့်ပြီးတော့ဒီနဲ့ရေကန်ကတော်တော်လေးနဲ့ပြီးတော့တိတ်ဆိတ်နေတဲ့တယ်နဲ့ဆိုင်တဲ့နေရာကိုရောက်လေလေအေးဆက်တဲ့အငွေသက်တွေကလည်းပိုပြီးပြင်းထန်လာတာကြောင့်လင်းတုံတို့ကိုတတ်နိုင်သမျှအနက်ကြီးထိမသွားဖို့ကိုမှားလိုက်ပါတယ်အမှားတစ်ခုခုမဖြစ်ရအောင်ပါဒီအတော်အတွင်းမှာအသင်းကောင်းဆောင်ကတော့ရေကန်ဘေးမှာစောင့်ကြပ်ပေးထားမယ်ဆိုပြီးတော့ပြောလိုက်ပါတယ် ရွှန်းစုကလည်းလင်းတုံတို့ဒီရေကန်ထဲကဘာဂျူးမြက်တွေရလာမလဲဆိုတာကတော့ကိုယ့်ရဲ့ကံပေါ်မှာမူတည်ရဲဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်လင်းတုံကတော့ရေကန်ကိုကြည့်ပြီးတော့အားကောင်းလိုက်တဲ့ရင်ထဲရွံစွမ်းရည်နေဆိုပြီးတော့ရေရွတ်လိုက်ပါတယ်ရေကန်ထဲကိုအရင်ဆုံးဝင်သွားတာကတော့ကြည့်ရွယ်ပါမဝင်ခင်လင်းတုံကိုမျက်ဆောင်ကထိုးသွားပါသေးတယ်ပြီးတာနဲ့လင်းတုံတို့နောက်ကနေလိုက်ပြီးတော့ဝင်သွားကြပါတယ်အထဲကိုရောက်တော့လင်းတုံတယောက်အားကောင်းပြီးတော့စင်ကြယ်တဲ့ရင်ရွံစွမ်းရည်တွေကိုတွေ့လိုက်ပါတယ်လင်းတုံဘာမှမလုပ်ရသေးခင်ပါပဲဟိုနှစ်ယောက်ကတော့စပြီးတော့ကြင်ကြံနေပြီလေ ူတို့ကိုကြည့်ပြီးတော့စွဲအားတွေအများဆုံးဆုပ်ယူဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။အရင်တုန်းကလင်းကြံထန်းကလင်းတုံကိုလင်းမိသားစုရဲ့ထိတ်တိုင်းသမညာဖြစ်တဲ့အစိမ့်အောင်ရွှန်းဆွမ်းရင်ကျင့်စဉ်ကိုတင်ပေးခဲ့တာပါ။အစိမ့်အောင်ရွှန်းဆွမ်းရင်ကျင့်စဉ်ဆိုတာကတိုက်ခိုက်ရေးအတွက်မဟုတ်ဘဲနဲ့ခန္ဓာကိုယ်ရဲ့စွမ်းရင်ကိုဆုပ်ယူနိုင်တဲ့နှုံးကိုမြင့်တင်ပေးတာပါ။နောက်ပိုင်းစွမ်းရင်လူတဲ့အခါမျိုးနဲ့ကြုံရတဲ့အခါမှာတခြားသူတွေထက်အစာများစွာတာအောင်တင်ပေးခဲ့တာလေ။အခုတော့အဖိုးတင်ပေးတဲ့ကျင့်စဉ်ကိုလင်းတုံတယောက်အမြူတင်နိုင်ရေကံမှာလက်တွေ့သုံးချနေပါပြီ။ဆုပ်ယူနေရင်လည်းပဲကြည်ရွယ်တို့ဘက်ကိုတစ်ချက်မျက်စိကစားပြီးတော့ကြည့်လိုက်ပါရစေ။ ဘာလို့လဲဆိုတော့ကြည်ရွယ်ကသူ့ထက်ပို့ပြီးတော့စွမ်းရင်တွေကိုစုပ်ယူနိုင်နေတာကြောင့်နောက်တစ်ခါဆိုရင်တော့စွမ်းရင်စုပ်ယူတယ်လျှို့ဝှက်ကျင်းစင်ကောင်းတစ်ခုရအောင်လုပ်ရမယ်ဆိုပြီးတော့လောဘကြီးလိုက်ပါတယ်။အဲ့ဒီအချိန်မွေးပါတကောင်ထရရပြီးတော့လင်းတောင်ရဲ့စုပ်ယူတဲ့နှုံကဒီနဲ့ရေကန်ရဲ့ဝိညာဉ်စွမ်းရင်ကိုတကယ်စော်ကားနေတာပဲဆိုပြီးတော့ထပြောလိုက်ပါတယ်။ ပြီးတာနဲ့လင်းမီသားစုရဲ့ထိတ်တန်းပညာဖြစ်တဲ့အစိမ်းရောင်ယွမ်ဆွမ်းရင်ကျင့်စဉ်ကတကယ်ကိုအထင်ကြီးတရားကောင်းတာပဲဆိုပြီးတော့ရည်လိုက်ပါတယ်ကြည့်ရင်းနဲ့ရေပြီးတော့တေးရတော့မှမို့လို့တကယ်ကိုလေးစားတယ်ဆိုပြီးပြောလိုက်တော့ရုတ်တရက်ပေါ်လာပြီးတော့လာလှောင်ယုံတက်တက်ဖဲလာဆိုပြီးတော့လင်းတုံကပြန်မိလိုက်ပါတယ်တကယ်လို့လင်းတုံသားစွိုင်းရင်ကိုမစုပ်ယူနိုင်ဘူးဆိုရင်ကြောက်ဆောင်ကိုလည်းကဲတင်နိုင်မှာမဟုတ်တော့သလိုမွေပါလေအကျိုးရုံမှာပါမွေပါကတော့လင်းတုံကိုကြည့်ရတာတနာဖို့ကောင်းနေတာကြောင့်မို့လို့ကူညီနိုင်တဲ့နီလန်းရှိတာမို့စိတ်ချပါဆိုပြီးတော့ပြောလိုက်ပါတယ် ကူညီပေးမှာပဲမယ်အခမဲ့တော့မဟုတ်ပါဘူးသူ့မှာရင်းနဲ့ရွံစွမ်းရဲ့နှမျိုးစလုံးကိုအမြန်ဆုံးဆုပ်ယူနိုင်အောင်ကူညီပေးနိုင်တယ်နီလန်းရှိပြီမယ်ခဏနေရင်တော့သူ့ကိုတခုကူညီပေးရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ကူညီပေးရမှာကတော့ဒီရေကန်အောက်ခြေမှာထူးခြားတဲ့လှုပ်ရှားမှုရှိတာကြောင့်ဝိညာဉ်သားရဲ့နေထိုင်တာ80%လောက်ဖြစ်နိုင်ချေများပါတယ်ဒါကြောင့်သူကလင်းတုံအတွက်ဆုပ်ယူပြီးတဲ့အခါမှာလင်းတုံကအမြူတီနိုင်ငံရဲ့အောက်ခြေကိုသွားပြီးတော့သူ့အတွက်စုံစမ်းပေးရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ် အဲ့တော့မှမွေးပါတကောင်ပြိုင်ပွဲမှာအနိုင်ရနိုင်မလားဆိုတာကိုဒီလောက်ခရူးဆိုင်နေဘာကြောင့်မှန်းသိသွားပါပြီ။ကြောက်အောင်ဆောင်ကအယောင်ပြတာဖြစ်ပြီးတော့ရည်ရွယ်ချက်ကဝိညာဉ်သားရဲ့မလားဆိုပြီးတော့မေးလိုက်ပါတယ်။ညင်းမရတဲ့ဆုံးမှာမေးလဲနေတာတော့လာမှမဟုတ်တာဆိုပြီးတော့ဘာလို့အလေးနဲ့လာထားနေတာလဲဆိုပြီးတော့မျက်နှာချိုတွေးလိုက်ပါတယ်။လင်းတုံကတော့လူသားဆန်နဲ့တလေးဆန်ချင်းတူတူရှောင်ရံကြတော့လိန်မာပြီးတော့မင်းကြတော့ဘာလို့ဒီလောက်လူလဲကြနေရလဲဆိုပြီးတော့ရေရွတ်လိုက်ပါတယ်။အဲ့တော့မွေပါကငါကကောင်းငင်မိစ္ဆာကွာဆိုပြီးတော့ကြောင်ငတုံးနဲ့လေပဲပဲတူပါမလဲဆိုပြီးတော့ပြန်ပြောလိုက်ပါတယ် ပြီးတာနဲ့လုံးမလာမလုပ်ဘူးလားမလုပ်ရင်သူတို့ဆုပ်ယူတာနဲ့ရေကန်တွေကဆွမ်းရင်နေကုံတော့မှာဆိုပြီးတော့ချိန်ကြောက်လိုက်ပါတယ်လင်းတုံကလည်းကြည်ရွယ်တို့ကိုတစ်ချက်ကြည့်လိုက်ပြီးတော့သဘောတူလိုက်ပြီလေလင်းတုံတယောက်စွန့်ရင်တွေကိုဝဲကရက်ထားတဲ့အထိဆုပ်ယူနိုင်တာကိုမြင်တော့ဒီတော်သားအစားကျန်းလိုက်လာဆိုပြီးတော့ကြည်ရွယ်တယောက်ပြောလိုက်ပါတယ်ပြီးတာနဲ့ဆက်ပြီးတော့လှုပ်ရှားချီတာလှုပ်လိုက်ပါတယ်လင်းတုံကတော့ကောင်းကင်ယွမ်နှောင်းပိုင်းအဆင့်ထိရောက်သွားတာကြောင့်နတ်ရေကန်အနက်ထဲထိဆင်းသွားပြီးတော့ကြည့်လိုက်ပါတယ် ရေကန်အောက်ခြေကတော့တခြားကဘာတစ်ခုအနေနဲ့ဖြစ်နေပါတယ်ပြီးတာနဲ့ကြောက်ဆောင်သားမှာအပြာရောင်အလုံးလေးတစ်ခုကိုတွေ့လိုက်ပါတယ်အဲ့ဒါကတော့အပြာရောင်ရေမိစာစပတ်အုံးမူရဲ့မိစာဝိညာဉ်ပါဒါပေမဲ့ဒဏ်ရာရထားတာပါညာရေကလည်းမမြင်တဲ့အတွက်ကင်တော်ရလွယ်ပါတယ် လင်းတုံကဘယ်လောက်ထိအားကောင်းလဲဆိုတာပဲသိချင်တာကြောင့်ထပ်ပြီးမေးလိုက်ပါတယ်။မွေပါတကောင်ဝိလက်ချောင်းဘက်နဲ့သူ့ရဲ့လက်ရှိပုံစံကိုကြည့်ရတာတော့လူသားတွေရဲ့စွမ်းရည်အမြူတွေပုံဖြေဝါအစင်းနဲ့ညီမျှတာပဲဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါကိုကြတော့မင်းဘိုးအေကဒံရရထထတောင်မှာစွမ်းရည်အမြူတွေပြေဝါပုံစွမ်းအားရှိတယ်ဆိုတော့တကယ်လို့အကောင်းတိုင်းသာရှိမယ်ဆိုရင်ဖန်တီးချင်းပုံ၃ခုကိုရောက်တော့မှာပဲဆိုပြီးတော့ချိန်ဆလိုက်ပါတယ်။သူကိုတေအောင်လှုပ်ချင်နေရလားဆိုပြီးတော့အပေါ်ကိုပြန်တက်ဖို့လုပ်ပေမဲ့အနားသွားပြီးတော့ဒီမိစ္ဆာဆောင်းရှောင်းနေတာကရင်းရံပလဲတွေဖြစ်တဲ့ကြောင့်ကိုလင်းတုံကိုရှင်းပြလိုက်ပါတယ် ရေရံပလဲကအမြူတေနန်းရေကန်ရဲ့တကယ်အဖိုးတန်ရင်နာပါကန်ထဲမှာနှစ်ပေါင်းများစွာစူးစီးပြီးတော့မှဖြစ်ပေါ်လာတဲ့စမ်းကြဲတဲ့အရာလေဒီရေရံပလဲတွေကိုသာရနိုင်မယ်ဆိုရင်လင်းတုံတရောက်၃လအတွင်းစွန့်ရင်အမြူတေဘုံအစင်တဲကိုဝင်စေရမယ်ဆိုပြီးတော့အာမခံလိုက်ပါတယ်လိုချင်နေပေမဲ့လည်းအင်အားကမမျှတာကြောင့်ခေါင်းခါလိုက်ပြီးတော့တကယ်လို့အသက်သာဆုံးရှုံးသွားမယ်ဆိုရင်ဘာမှအသုံးဝင်မှာမဟုတ်တော့ဘူးလေသူသာဒီမှာတေသွားခဲ့ရင်ဝေထုံးကသူ့မိသားစုကိုအလွတ်ပေးမှာမဟုတ်ပါဘူးငွေပါကတော့ငတုံးကောင်ဆိုပြီးတော့သူတိုက်နိုင်တဲ့အကြောင်းကိုပြောလိုက်ပါတယ် စွမ်းအားမရှိတော့ဘူးမလားဆိုတော့ငါမှမရှိပေမဲ့မင်းမှရှိတာပဲဆိုပြီးတော့လင်းတုံရဲ့ရွံစွမ်းရည်တွေကိုကြောက်ဆောင်ထဲကိုထည့်ပြီးတော့သူ့ကိုနင်းနေလောက်ငှားပေးဖို့ပြောလိုက်ပါတယ်။လင်းတုံကတော့သူ့ကောင်းကင်ရွံနှောင်းပိုင်းအဆင့်ကိုအခုမှဝင်သွားတာလေဆိုပြီးတော့စွမ်းရည်အားလုံးငှားပေးလိုက်ရင်တော့မှစိမ့်မြရအောင်မိစ္ဆာစပတ်အုံးမူရဲ့ပြိုင်မဲမဟုတ်တဲ့ကြောင်းကိုရှင်းပြလိုက်ပါတယ်။အဲ့တော့လင်းတုံကကောင်းကင်မိစ္ဆာမျိုးနွယ်ရဲ့လက်စွမ်းကိုတော်တော်လေးရှော့တွက်နိုင်လွန်တာပဲဆိုပြီးတော့ပြောလိုက်ပါတယ်။ပြီးတာနဲ့ရွေစွမ်းရင်နည်းနည်းလောက်ပေးသမ်းမှာကက်စီနမ်နေနဲ့ဆိုပြီးတော့ကတ်တောင်းလိုက်ပါတယ်။ လင်းတုံကလည်းဒီတခါတော့ယုံပေးလိုက်မယ်ဆိုပြီးတော့သဘောတူလိုက်ပါတယ်ပြီးတာနဲ့မွေပါကတော့ရှေ့တိုးသွားပြီးတော့အပြာရောင်ရေမိစာစပတ်အုံးမွေရဲ့မိစာဝိညာဉ်ကိုဆုပ်ယူလိုက်ပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲအကွဲသွားပြီးတော့ပောက်ကွဲမှုကြီးဖြစ်သွားပြီလေ အခုတော့မွေးပါတကောင်ဒုက္ခလာလာတွေ့နေပါပြီအပြရောင်ရေမိစာစပတ်အုံးမွေတိုက်သမ ्या ကိုအသေးတန်ရှောင်နေရပြီလေဟိုကလည်းဇတိုက်ကိုလိုက်တိုက်ပါတယ်ထွက်ပေါက်ကိုမပြေးရာကြောင့်လင်းတုံကအွန်လိုက်တော့ဘာလို့ပြေးရမှာလဲရင်းရံပလဲကိုယူရအောင်မယ်ဆိုပြီးတော့လှမ်းအောင်လိုက်ပါတယ်ဒါပေမဲ့အခုကမွေကြီးကိုမှမတိုက်နိုင်တာဆိုတော့မွေပါကရွံစွမ်းရင်ထတ်တောင်းလိုက်ပါတယ်ရွေးချယ်စရာမရှိတဲ့အဆုံးမှာကြောက်ဆောင်စီကိုစွမ်းရင်ထည့်ပေးလိုက်ရပါတော့တယ် ဒါပေမဲ့မွေပါကကြောက်ဆောင်နဲ့ပြေးဝင်သွားတဲ့အတွက်မွေနဲ့လင်းတုံထိုက်တဲ့တွေ့ပါတော့တယ်။ဒါပေမဲ့မွေကြီးကတိုက်တဲ့အချိန်မွေပါကထွက်လာပြီးတော့ပြန်တိုက်လိုက်တာကြောင့်ပေါက်ကွဲမှုကြီးဖြစ်သွားပြီလေ။ပြီးတာနဲ့မွေကြီးကိုမီးဆွမ်းရင်နဲ့ဆုပ်ယူလိုက်ပါတော့တယ်။နောက်တော့အကောင်ကြီးကြီးကနေပြီးတော့မူလအကောင်ဖြစ်ပြန်ပြောင်းသွားပြီးတဲ့နောက်မှာခနအိပ်ပြီးတော့အနားယူတော့မှမလို့လာမနှိုးဖို့ကိုပြောလိုက်ပါတယ်။လင်းတုံကတော့ကြီးသွားမှကိုစိတ်ပူနေတယ်လေ။ပြီးတာနဲ့မှားထားတဲ့အတိုင်းရင်ရံပလဲကိုယူလိုက်ပါတယ်။နောက်ဆုံးတော့ရေခဲနဲကထွက်လာပြီးတော့လဲဘော်ကိုပြန်ရောက်လာကြပါပြီ။ တိတ်ဆိတ်မှုတွေကိုဖြိုးခွဲလိုက်တာကတော့ရွှမ်းစုပါရေကန်ပေါ်မှာရေငွေ့တွေလှုပ်ရှားနေတာကိုတွေ့လိုက်တယ်ဆိုပြီးတော့အစာချိလိုက်ပါတယ်ကြည့်ရတာ၃ရောက်လုံးစွိုင်းရင်ဆုပ်ယူတဲ့ကျင်းစင်တွေအားလုံးကိုကောင်းကောင်းကျင့်ထားလို့နဲ့တူတယ်ဆိုပြီးတော့ပြောလိုက်တော့ဒီအစာပုံကြီးကြောင်းလေးဆိုပြီးတော့ကြည့်ရွယ်ကပြောလိုက်ပါတယ်အသင်းကောင်းဆောင်ကလည်းလင်းတုံဒီတစ်ခါအကျိုးအမြတ်အများကြီးရသွားပုံရတယ်လို့ပြောပြီးတော့လင်းတုံပင်မနဲ့ပုံပေါက်နေတာကိုသတိထားလိုက်မိပါတယ်လင်းတုံကတော့သူ့ရဲ့စွမ်းရင်ဆုပ်ယူတယ်ကျင့်စဉ်ကစိတ်စွမ်းရင်တော်တော်များများကိုအသုံးပြုရတာမို့လို့စိတ်ပူပုံမလို့ကြောင်းကိုပြန်ပြောလိုက်ပါတယ် ကြည်ရွယ်ကတော့ပျော်နေတဲ့ပုံပေါက်နေပါဘူးပြီးတာနဲ့ရွှမ်းစုကသွေးဝေယုံကိုင်းနဲ့ဘလို့လုတ်ပြီးရန်မျိုးရှိသွားရလဲဆိုပြီးတော့လင်းတုံကိုမိလိုက်တော့ရန်နေနေကြရင်ဝေထုံးတဲ့ရန်မျိုးရဲ့နဗန်းခွင်းမှာအသက်နဲ့ရင်းပြီးတော့တိုက်ဖို့ချိန်ထားတဲ့ကြောင်ပြောလိုက်တော့ကြည်ရွယ်တယောက်လန့်သွားပါတယ်ဝေထုံးကစွမ်းရည်မြူတွေပုံအနေငယ်ပြေဝါအဆင်ရှိတယ်သူမှလူတိုင်းသိရလေအတင်းကောင်းဆောင်ကလည်းဘယ်ကစဖြစ်ကြတာလဲဆိုပြီးတော့မိလိုက်ပါတယ်လင်းတုံကတော့သူတို့ရဲ့ဒုတိယကောင်းဆောင်ကူရင်ကိုတတ်လိုက်မိတဲ့အကြောင်းကိုပြန်ဖြေလိုက်ပါတယ် အဲ့တော့မှအကုန်လုံးကပို့ပြီးတော့လန့်သွားကြပါတယ်။ကုရင်ကရုံမှတဲ့လူမှန်ရွှမ်းစုလို့တည်တာကြောင့်တေသွားကလည်းကောင်းတာပဲဆိုပြီးတော့ပြောလိုက်ပါတယ်။ပြီးတာနဲ့အတင်းကောင်းဆောင်ကလင်းတုံကိုချွေတတောင်းကုန်တဲ့အတင်းမှာအပူစော်ခံဖြစ်နေခန့်ကျင်တဲ့ကြောင်းကိုပြောလိုက်ပါတယ်။ဒါကြောင့်သဘောတူလားဆိုပြီးမေးလိုက်တော့လင်းတုံလန့်သွားပြီးတော့ရွှမ်းစုကတကယ်လို့သာလက်ခံလိုက်ရင်လင်းတုံကချွေတတောင်းကုန်တဲ့အတင်းရဲ့မိသားစုဝင်ဖြစ်သွားပြီးတော့လင်းမိသားစုကိုထိရင်သူတို့နဲ့လည်းညှိမှာပဲဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့လိုကြတော့လင်းတုံတယောက်ချက်ချင်းပဲသဘောတူလိုက်ပြီလေ။ ြီးတာနဲ့ရှော့ဆူးကဒီတိုက်ပွဲအတွက်ဘယ်လောက်ထိတေချာလဲဆိုပြီးမေးလိုက်ပါတယ်။တေချာပြန်မပြောနိုင်ဖြစ်နေတော့သွေးဝင်းယုံခိုင်းကသွေးဝင်းပလီခိုင်းကိုအမြဲတမ်းဦးစားပေးပြီးတော့သွေးဝင်းပလီခိုင်းကလည်းချစ်တတော်ကုံတဲ့အသင်းရဲ့ရန်သူကြီးဖြစ်နေပြန်တယ်လေ။တကယ်လို့လင်းတုံသာဝေထုံးကိုတတ်နိုင်ခဲ့ရင်ချွေတတောင်းကုံတဲ့အသင်းအတွက်အကျိုးအမြတ်အများကြီးရနိုင်ပြီးတော့သူတို့အတွက်ကြီးမားတဲ့အောင်မြင်မှုကိုရယူပေးမှလည်းဖြစ်ပါတယ်။ဒါကြောင့်အခက်အခဲရှိရင်ပြောဆိုပြီးတော့အစွမ်းကုန်ကူညီမယ်ကြောင်းကိုပြောလိုက်ပါတယ်။ ဲ့တော့လင်းတုံကသူ့စွမ်းရည်တွေကိုအများကြီးစုပ်ထားပေမဲ့တန့်စင်ပြီးတော့ရွံစွမ်းရည်တွေပြောင်းဖို့အားကောင်းတဲ့ကျင့်စဉ်လုပ်နေတဲ့အကြောင်းကိုအာမနာတန်ပြောလိုက်ပါတယ်ဒီကိစ္စကမလွယ်ပေမဲ့ဒါပေမဲ့လင်းတုံကတော့ကန့်ကောက်သွားတယ်ဆိုပြီးတော့ရဲနေနေအကြကသူတို့ကုံတဲ့အသည်အခက်ခဲတွေကြားထဲကနေဝဲလာခဲ့တဲ့လှုပ်ဝက်ကြမ်းကိုထုတ်ပေးလိုက်ပါတယ်ရန်သုံးပါကျင့်စဉ်မှာဒီကျင့်စဉ်ကခန္ဓာကိုယ်အနှံ့ကသွေးကြော15ခုကိုဖွင့်ပေးနိုင်တဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်။နောက်ဆုံးတော့လေးကျင့်ပြီးတဲ့နောက်မှာကုံဆုံးခဲ့တဲ့ရွယ်စွမ်းရည်တွေပြန်ကောင်းသွားပါတယ်။ကြောက်ဆောင်ထဲမှာလည်းစွမ်းရည်တွေကပြန်ပြီးတော့အားကောင်းသွားပါတယ်။ ပြီးတာနဲ့သွေးကြော22ခုကိုဖွင့်ဖို့အတွက်ပုံရိပ်ရောင်နေလဲပေါ်လာပြီလေအချိန်ခဏလောက်လေးကျင့်ပြီးတဲ့နောက်မှာတော့လင်းတုံတရောက်သွေးကြောတွေတကယ်ပွင့်သွားပါတယ်ပြီးတာနဲ့အချိန်နှောင်နေလို့မဖြစ်ဘူးဆိုပြီးတော့ဆက်ပြီးတော့လေးကျင့်လိုက်ပါတယ်မနဲ့ရောက်တဲ့အထိလေးကျင့်နေတာတော့မလုံလောက်သေးဘူးဆိုပြီးတွေးလိုက်ပါတယ်ပြီးတာနဲ့ရင်းရံပလဲကိုစမ်းကြည့်ဖို့အချိန်ရောက်လာပြီလေပင်တာကြွက်ကအယူလုံမသွားဘူးမျောလင်းပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ပြီးတာနဲ့ပြန်ပြီးတော့လေးကျင့်ပြီးတဲ့နောက်မှာစွမ်းရည်တွေကပိုပြီးပြေဝလာပါတယ်အချိန်ကလည်းလောနေရပြီမလို့ဒီတစ်ခါတော့ကျင်းသေးပါအစင်းဖြတ်ကြော်တာအောင်မြင်ဖို့ကိုဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီချိန်ချင်းထန်းကလည်းသူ့ကိုယ်ကိုသတိရနေတယ်လေ ဘေးမှာတော့ဝူရွင်ကအဖော်ဖြစ်ရှိနေပေးပါတယ်။လင်းတုံတယောက်အမြူတေးစူစီတဲ့အချိန်မှာကျယ်ရှစ်ပွင့်ကိုရလိုက်ပါတယ်။ သူ့အဖိုးထက်ကိုနှစ်ဆကျော်တက်သွားတာပေါ့ပြီးတာနဲ့အမျိုးတွေကိုဆုပ်ယူပြီးတဲ့နောက်မှာတော့လင်းတုံတယောက်အဆင့်ကျော်ဖြတ်နိုင်သွားပါပြီအဲ့ဒီအချိန်တပြိုင်တည်းမှာပဲအဆောင်အမှတ်သားနှစ်ခုအဆောင်ဆရာအဖြစ်အောင်မြင်သွားပြန်ပါတယ်ကြည်ရတာဒီရက်ပိုင်းမှာစိတ်ဆွမ်းရင်ကြိတ်စုံနဲ့နှင်းမနှိမ့်ဆက်ခံရတာအလကားတော့ဖြစ်မသွားပါဘူးနောက်ဆုံးတော့ပြိုင်ဝဲစားဖို့ကနှစ်ရက်ပဲလိုပါတော့တယ်တရှူတွေကလည်းရှိနေတော့မှာပဲလိုက်လာတဲ့သူတွေတောင်ပုံများနေပါသေးတယ်ထွက်ပြေးမှာဆိုလို့ထင်ပါတယ်လင်းတုံတယောက်အခန်းကိုဖွင့်ကြည့်လိုက်တော့ဝေးကွာနေတဲ့ညီမလေးချင်းထန်ကိုတွေ့လိုက်ပါတယ်တွေ့တာနဲ့မောင်နှမနှစ်ယောက်ပြေးဖက်ကြပြီလေအဖေနဲ့အဖိုးလည်းပါပါတယ်တကယ်တော့သူတို့ရံမျိုးကိုရောက်နေတာရက်တော်တော်လေးကြာနေပါပြီ လင်းတုံကျဉ်ကျဉ်နေတာကိုအနောက်ရှက်ပေးမိမှာဆိုလို့ဒါအတိမပေးခဲ့တာပါလင်းတုံရဲ့ကျေးဇူးနဲ့ရွှေတောင်းကုန်တဲ့အတင်းကသူတို့အတွက်နေစရာလဲစီစဉ်ပေးထားတယ်လေတကယ်တော့တိုက်ပွဲအကြောင်းကလည်းရံမြို့မှာတော်တော်လေးကိုနိုင်မဲကြီးနေပါပြီ။ဒါကြောင့်နိုင်ခဲ့ရင်လင်မိသားစုကိုတခါလေးကြောင်ချောင်သလိုဖြစ်သွားမှာလေ။လင်ကြံထန်းကလည်းရွှေတောင်းကုံတဲ့မိသားစုကိုအမြဲတမ်းအားမကိုးချင်တာကြောင့်စီးပွားရေးတချို့ကိုရံမြို့ကိုပျောက်ရွှေ့ထားပါတယ်။ ဒါကြောင့်နောက်ပိုင်းမှာလင်းမိသားသူရဲ့လုပ်ငန်းတွေကိုရံမျိုးစီကိုတဖြည်းဖြည်းပြောင်းရွှေ့နိုင်ပြီးတော့ရွှေသတောင်းကုန်တဲ့အသင်းရဲ့အကူအညီနဲ့ပါပေါင်းလိုက်မယ်ဆိုရင်လင်းမိသားသူရဲ့အာဏာကတော်တော်လေးကိုတိုးလာမှာပါလင်းကြံထန်းကတော့ဒီတစ်ခေါက်ပြိုင်ပွဲအတွက်ယုံကြည်ချက်ရရှိရလာဆိုပြီးမေးလိုက်ပါတယ်မရှင်နိုင်ဘူးဆိုရင်အသက်ချမ်းသာရရအောင်ထွက်သွားခိုင်းဖို့ပါတောင်းရှိနေသည်၍ထိမရှိမှမစိုးရင်ရဘူးလေဝေထုံးကရက်ဆက်ကြံကြုတ်တဲ့အတွက်တကယ်လို့သူသားထွက်ပြေးသွားရင်အဲ့ဒီချိန်လင်းမိသားစုပေါ်လုံးဝညတာမှမဟုတ်ဘူးဆိုတာလင်းတုံကသိပါတယ်။ဒါကြောင့်လည်းရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့တာပါ။ပြီးတာနဲ့သူ့ရှုံးမှမဟုတ်လို့စိတ်ချဖို့အဖိုးကိုပြောလိုက်ပါတယ်။ အဖိုးနဲ့အဖေကလည်းသူ့ကိုယုံတယ်လေဒါပေမဲ့လင်းကြံထန်းကတော့ပညာဆန်းတဲ့အနေနဲ့စင်ကြယ်တဲ့ရွံစွမ်းရည်လက်ညှိုးကိုထုတ်ပြီးတော့တိုက်လိုက်ပါတယ်လင်းတုံကပြန်ကားလိုက်နိုင်တာကြောင့်လင်းတုံတယောက်စွမ်းရည်အမြူတင်ငယ်ပုံအဆင့်ကိုရောက်သွားတဲ့အကြောင်းသိသွားပြီလေ ချင်းထန်ကတော့အဖိုးထက်တောင်တော်သေးတယ်ဆိုပြီးတော့ချီကျူးလိုက်ပါတယ်။လင်းလျှောက်ကတော့သူ့သားတော်တာကိုမယုံကြည်နိုင်ဖြစ်နေပါတယ်။လင်းမိသားစုမျိုးနွယ်မှာတောင်လင်းတုံကသူ့အဖိုးတွေးခဲ့ဘူးတဲ့အသက်ငယ်ဆုံးစွန့်ရည်အမြူတေဘုံအစဉ်အင်အားကြီးတဲ့သူပဲလေ။လင်းတုံရဲ့စွမ်းအားကအများကြီးတိုးတက်လာပေမဲ့ဝေထုံးကလည်းချွတ်တွက်လို့ရတဲ့တာမန်လူတော့ဟုတ်မနေပြန်ပါဘူး။ဒါကြောင့်လုံးဝသတိပေါ်လို့မရဘူးဆိုပြီးတော့မှားလိုက်ပါတယ်။အခုတော့လင်းတုံကသူ့နဲ့အတူအသေးကြေးတိုက်ဖို့ဆုံးဖြတ်လာပြီဆိုတော့အဖိုးတို့ကလည်းသူ့နဲ့အတူဖော်ပြပေးမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။လင်းတုံကလည်း confident ပြပါပဲ။နောက်ဆုံးတော့ပြိုင်ပွဲလေးကိုရောက်လာပါပြီ။ လင်းတုံနဲ့အတူဆရာရန်ပြင်ရွှေတောင်းကုံတဲ့အဖွဲကောင်းဆောင်နဲ့ရွှမ်းစုတို့လည်းပါပါတယ်ဝေထုံကိုအားပေးတဲ့သူတွေကလည်းအများကြီးပါပဲလူအုပ်ကြီးကဝေထုံစူးစမ်းထားဆိုပြီးတော့လင်းတုံကိုတော့အိမ်ပြန်ခိုင်းနေပါတယ်ရွှေရှမ်းဆိုတဲ့မြေခွေးအုပ်ကြီးကလည်းဝေထုံကိုတုံးချပြီးတော့သူ့အာဏာကိုပြချင်ပါပဲဆိုပြီးတော့အသေးကောင်းဆောင်ကပြောလိုက်ပါတယ်ဒါကြောင့်လင်းတုံကိုတတိထားရမယ်ဆိုပြီးတော့မှားလိုက်ပြီလေလင်းတုံကလည်းအဖိုးတို့ကိုဘေးကင်းအောင်စီစဉ်ပေးထားပြီးပြီလားဆိုပြီးတော့ရွှမ်းစုကိုမေးလိုက်ပါတယ် သူတို့ကိုလှုပ်ဝက်နေရာကနေပြီးတော့ပွဲကြည့်ဖို့လူလွတ်ပြီးတော့စီစဉ်ထားတာကြောင့်မတော်တဆတစ်ခုခုဖြစ်လာခဲ့ရင်သူတို့ကလည်းပထမဆုံးအချိန်မှာပဲရံမျိုးကနေလုံလုံခြုံခြုံထွက်သွားနိုင်မယ့်အကြောင်းကိုပြောပြလိုက်ပါတယ်။တစ်ဖက်မှာလည်းဝေထုံးဘေးမှာရွေရှမ်းရှိတယ်လေ။ရွေရှမ်းကလည်းတူနိုင်မယ်ဆိုပြီးတော့အပိုင်ထွက်ထားတာပါ။လင်းတုံတယောက်သူ့ကိုမကြည့်ရဘဲနဲ့အကြည့်လွှဲလိုက်တဲ့အချိန်မှာဘဝင်မြင့်နေလိုက်ခဏနေကြရင်မင်းကိုတေးချင်လို့တောင်မရအောင်လုပ်ပေးမယ်ဆိုပြီးတော့ချိန်ဝါလိုက်ပါတယ်။ဒိုင်လူကြီးကလည်းအသက်နဲ့ရင်းပြီးတော့ရှင်ရမယ့်တိုက်ပွဲဆိုမှတော့အသက်ကိုပထနာမထားဘဲနဲ့တိုက်ရမယ်ဆိုပြီးတော့ချိန်ညာလိုက်ပါတယ်။တေးရေးရှင်ရေးကကံဝင်မှာပဲမူတည်တယ်လေ။ ဘသူ့ကိုမှအပြစ်တင်လို့မရပါဘူးပြီးတာနဲ့ဒီတိုက်ပွဲမှာတော့နှစ်ဦးနှစ်ဖက်ကတော့သွေးဝေယုံခိုင်းရဲ့ခိုင်းချုပ်ဝေထုံနဲ့လင်းမိသားစုကလင်းတုံဖြစ်တဲ့ကြောင်းကိုကြေညာလိုက်ပါတယ်နောက်တော့နှစ်ယောက်စလုံးစင်မောကိုတက်လာဖို့ခေါ်လိုက်ပါတယ်ဝေထုံကအရင်ဆုံးဆင်းလာပြီးတော့လင်းတုံကိုလက်ညှိုးထိုးပြီးခေါ်လိုက်ပါတယ်ပြီးတာနဲ့ဒီနေ့လင်းတုံကိုသွေးကြွေးဆက်ခိုင်းမယ်ဆိုပြီးပြောပြီးတော့လေကြီးနေပြီလေလင်းတုံကလည်းဂျာစာနေဝင်းလိုကော်လန်ကိုဆွဲလိုက်ပြီးတော့အတုံးမကြတဲ့ကောင်တွေကစကားကိုများတယ်ဆိုပြီးတော့ရေရွတ်လိုက်ပါတယ်ချစ်တဲ့တယောက်သူ့အကူကိုအတန်ထွက်ပြီးတော့အားပေးခြင်းမိမဲ့ပုံပြီးကြည့်နေရတာဆိုတော့အတန်နေပဲအားပေးနေရပါတယ် ဝေထုံးတယောက်သူ့ရဲ့စွမ်းအားတွေကိုထုတ်လိုက်တဲ့အချိန်မှာလင်းတုံကတော့ဒီလောက်ကတော့အပြော့ပဲဆိုတဲ့ပုံစံနဲ့ပြန်ထုတ်ပြလိုက်ပါတယ်။အဲ့တော့မှလင်းတုံတယောက်စွမ်းရည်အမြူတင်ငယ်ပုံစင်ကိုရောက်နေမှန်းသိသွားပြီလေ။ဘာလဲကြောက်သွားတာလားဆိုပြီးတော့လင်းတုံကမေးလိုက်တော့မင်းကိုတော့တကယ်ကိုအထင်သေးမိသွားတာပဲဆိုပြီးတော့ဝေထုံးကပြန်ပြောလိုက်ပါတယ်။ကြည့်ရလားဒီနေ့ပြင်းစရာမကောင်းတော့ဘူးနဲ့တူတယ်ဆိုပြီးတော့မှတ်ချက်ပေးလိုက်ပြီလေ ပြီးရနဲ့ပြေးတိုက်ပါပြီလင်းတုံကလည်းရှောင်းရင်တရင်ကာရင်နဲ့ပါပဲဝေထုံးကလက်သီးနဲ့ထိုးလိုက်တော့လင်းတုံတယောက်ကာရင်နဲ့ကွင်းစုံကိုရောက်သွားပြီးတော့အကာအွယ်ကိုထိမိသွားပါတယ်နဗန်းကွင်းမှာကအသက်နဲ့ရင်ပြီးတော့တိုက်ရမယ့်တိုက်ပွဲရှိပြီဆိုတာနဲ့စိတ်ဆွမ်းရင်တားဆီးကိုဖွင့်ထားတာပါဒါကြောင့်ပြန်တန်းတဲ့ခြင်းစဉ်တွေပါနေနဲ့ထွက်ပြေးဖို့ကြိုးစားလို့မရတော့ဘူးလေဒါကြောင့်လေဝေထုံးကနှစ်လအချိန်ပေးပြီးတော့တိုက်ဖို့ကိုလက်ခံခဲ့တာပါပြီးရနဲ့အိမ်မက်လက်လက်မက်နေလိုက်ဆိုပြီးတော့ဖျက်ဆီးတက်ဖြတ်ခြင်းလက်သီးကိုသုံးပြီးတော့ပြေးထိုးပြီလေလက်သီးတွေစက်တိုင်းမိုးရွာသလိုလင်းတုံစီကိုရောက်လာပါတယ်ဒါကြောင့်လင်းတုံတယောက်အသေးတန်ကလာရပြီလေ ကာနေရင်နဲ့အာယုံခံကြည့်လိုက်တော့တကယ့်လက်သေးအစ်စ်ကိုတွေ့သွားပြီးတော့ထိုးချလိုက်ပါတယ်ပြီးတာနဲ့ဆွဲဖမ်းမှုလုပ်ပေမဲ့ဝေထုံးတကောင်ရှောင်နေသွားတယ်လေဝေထုံးရဲ့လက်သေးစာတစ်ချက်မိသွားတဲ့အချိန်မှာတော့တော်တော်လေးကိုနာကျင်သွားတာကြောင့်စွန်းရင်အမြူတီပုံအနေငယ်ပြေဝါအင်အားကြီးသူရဲ့စွမ်းအားကိုလင်းတုံလက်ခံသွားပါတယ်ကြည့်တဲ့သူတွေကလည်းပွဲကောင်းတာကြောင့်မလို့သဘောတွေကျနေပြီလေ အခုတိုက်တာကိုကြည်တာနဲ့လင်းတုံကဝေထုံးကိုတိုက်ဖို့အားနည်းနေသေးတာကိုတွေ့နိုင်ပါတယ်ဝေထုံးတယောက်ထပ်ပြီးတော့ပြေးတိုက်တဲ့အချိန်မှာပဲလေဘော်ကိုပြန်ပြီးတော့ရှောင်းလိုက်ရင်းနဲ့မွေပါတင်ပေးတယ်ကြင်စင်ကိုထုတ်သုံးလိုက်ပါတယ်ဆရာရန်ကတော့လင်းတုံကအမှတ်သားနှစ်ခုအဆောင်ဆရာဖြစ်နေမှန်းသိသွားပါပြီဒါပေမဲ့လင်းတုံရဲ့တကယ်စိတ်ဆွမ်းအားကအမှတ်သားသုံးခုအဆောင်ဆရာနဲ့ရှင်းနိုင်တဲ့အကြောင်းဆရာရန်ကဘေးကလူတွေကိုပြောပြလိုက်ပါတယ် ဝေထုံးကလည်းဖြိုခွဲလက်တီကိုတုံးပြီးတော့ပြန်တိုက်လိုက်ပါတယ်။စွမ်းရဲနှစ်ခုစုံချတဲ့အချိန်မှာတော့ရွှမ်းစုကလင်းတုံကိုတတိထားဖို့လှမ်းပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဝေထုံးကဒီရက်ကွက်နဲ့စွမ်းရဲအမြူတေဘုံအစင်အကြောင်းမော်၃ယောက်ကိုအပြက်ရှင်းခဲ့တာလေ။လင်းတုံတယောက်ထပ်ပြီးတော့အားဆိုင်လိုက်တဲ့အချိန်မှာတော့လင်းတုံကအတားရသွားပါတယ်။ဒါပေမဲ့ရုတ်တရက်လဲကျသွားတဲ့သူကတော့လင်းတုံဖြစ်နေပါတယ်။အဲ့ဒါကြောင့်ကြည်နေတဲ့သူတွေကကြောင်တောင်ဖြစ်ကုန်ပြီလေချင်းထန်တို့နောက်ကလူကလည်းတော်တော်လေးကိုမတင်ကားစရာကောင်းနေတာပါပြောတဲ့အတိုင်းပဲချင်းထန်ကိုတစားကန်လှုပ်ပြီးတော့ဖမ်းထားလိုက်ပါတယ် အဲ့လူကတော့ဝေထုံးရဲ့လူဖြစ်နေတာပါအစကတော့ထွက်ပြေးမှာကိုကာဝယ်ဖို့အတွက်ဆိုပေမဲ့လင်းတုံကထင်ထားတာတက်ပို့ပြီးတော့အားကောင်းနေတာကြောင့်ပြဿနာလေးဖန်ပြီးပေးလိုက်တာဆိုပြီးတော့ပြောလိုက်ပါတယ်ဒီကောင်ကအသက်နဲ့ရင်ပြီးတော့ဖိုက်ရမယ့်ပွဲမှာဒီလိုအောက်တန်းစားနီးလန်းတွေကိုတုံးလိုက်ပါသေးတယ်ပြောတော့ confidence အပြည့်ဆိုပြီးတော့အလေးတာနေတော့ဘလို့ဖြစ်သွားရလဲဆိုတော့ချင်းထန်းကိုဟိုလူဖန်ထားတာလင်းတုံမြင်သွားပြီးတော့အာယုံပြန်သွားတာကြောင့်ဝေထုံးကအဲ့ဒါကိုခွင့်ကောင်းယူလိုက်တာပါ ချွတ်စုကတော့ဓာတ်သူပေါ်စားလို့ဖြစ်သွားတာကြောင့်ဆိုပြီးတော့အခုပဲလူလွတ်ပြီးတော့ကဲမဲ့ចောင်းကိုပြောလိုက်ပါတယ်။ခေါင်းဆောင်ကတော့တားလိုက်ပါတယ်။အလင်းစလိုလှုပ်လိုက်ရင်ချင်းထန်းတို့အန်တယ်ရှိနေတာကြောင့်မလို့ပါ။ဆရာရန်ကတော့ဒီကနေပဲငင်းငင်းလေးစောင့်ကြည့်ဖို့ကိုပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဆရာရန်ကိုယ်တိုင်သွားမှမလို့ပါ။လင်းတုံကတော့တေးသေးချင်းရင်ချက်ချင်းပဲလာချလိုက်ဆိုပြီးတော့စိန်ခေါ်ပါတယ်။အဲ့တော့ဝေထုံးတယောက်သူ့ရဲ့ဆွမ်းအဆစ်တွေကိုထုတ်ပြလိုက်ပြီလေ။လင်းတုံကတော့အခုချိန်စိတ်ထဲမှာတစ်ခုပဲရှိပါသေးတယ်။အယိုးတွေပြဖြစ်သွားရင်တော့သူ့ညီမလေးကိုကယ်ဖို့ပါ။ ဝေထုံးကဖြိုခွဲလက်ဝါးနဲ့တိုက်ချလိုက်တော့လင်းတုံတယောက်အသေးအံရှောင်လိုက်ရပါတယ်။ပြီးတာနဲ့ရှေ့ကိုတိုးလာရင်လည်းတစ်ချက်မှားသွားတာကြောင့်နောက်အချက်တွေကိုလင်းတုံကမရှောင်နိုင်တော့ပါဘူး။အပေါ်ကနေအောက်ကိုပြုတ်ကျသွားပါတယ်။ဒါကိုကြည့်နေတဲ့သူတွေကတော့တနာနေပြီမယ်။ရွေချမ်းကတော့သဘောတည်းကြနေတယ်လေ။လင်းတုံတယောက်မှောက်နေတော့မှာပဲအရင်ကတိုက်ခဲ့တဲ့အကြောင်းကိုပြန်တွေးမိသွားပြီးတော့စိတ်ဝိညာဉ်သွင်းပြောင်းအပ်ကစိတ်ဆွဲရင်တားဆီးကိုဖျက်ဆီးနိုင်လိမ့်မယ်ဆိုပြီးတော့ခံမှန်းလိုက်ပါတယ်။ပြီးတာနဲ့ဖြည်းဖြည်းချင်းထလာပြီးတော့ဝေထုံးရဲ့အားကောင်းတဲ့တိုက်ချက်ကိုစုခိယူလိုင်းကိုထုတ်ပြီးတော့ကာလိုက်ပါတယ်။ဝေထုံးကတော့ထက်ခါထက်ခါကိုမတောက်ခံနိုင်တော့တဲ့အထိစတိုက်တိုက်နေပါတယ်။ နောက်ဆုံးတိုက်ချက်မှာတော့လင်းတုံရဲ့စူးကတစားစီကွဲထွက်သွားတာကြောင့်ရွှမ်းစူးကစိတ်ပူသွားပြီမြင်အတင်းကောင်းဆောင်ကတော့ပွဲမပြီးသေးတဲ့အကြောင်းပြောလိုက်ပါတယ်တစားစီကွဲထွက်သွားတာတွေကစိတ်ဝိညာဉ်သွင်းပြောင်းအဖြစ်ပြောင်းလဲသွားပြီးတော့ဝေထုံးကိုတိုက်ချလိုက်ပါတယ်ဝေထုံးတကောင်ကာချိန်တော့မရလိုက်တော့ပါဘူးဒါပေမဲ့စူးတွေကတော့ဝေထုံးကိုကြောပြီးတော့အကာအွယ်ကိုထိုးဖောက်ဖို့ကြိုးစားလိုက်ပါတယ်တန်ကောင်းကျင်တော့အတချောင်းကအကာအွယ်ကိုထိုးဖောက်နိုင်သွားပြီးတော့ချင်းထန်ကိုချုပ်ထားတဲ့သူရဲ့ဓာတ်ကိုဖယ်ရှားလိုက်ပါတယ်ချုပ်ထားတာကလွတ်သွားတာနဲ့လင်းလျှောက်တယောက်အဖိုးကြီးကိုခြေကန်ချက်နဲ့မိတ်ဆက်ပေးလိုက်ပြီလေ နောက်ဆုံးတော့လင်းမိသားစုကအန်ရကင်းသွားပါပြီအတင်းကောင်းဆောင်ကလည်းလင်းတုံရဲ့အကွက်ကိုတော်တော်လေးသဘောကျတော့ပါတယ်ဆရာရန်ကတော့အပြင်ကားသူတွေကိုဖိုက်နေရတာနဲ့ဘာဖြစ်သွားမှန်းတော့မသိလိုက်ပါဘူးအဲ့တော့မှလင်းကျန်ထန်းကပါပြန်ပြီးတော့ရှင်းပြလိုက်ရပါတယ်ဝေထုံးတကောင်မှောက်တော့ရကနေပြန်မထလိုက်နိုင်တော့ပါဘူးလင်းတုံကတော့သူ့အဖိုးကိုဘာဖြစ်သွားသေးလဲဆိုပြီးတော့အပြေးလေးမိလိုက်တော့အဖိုးဖြစ်သူကဘာမှမဖြစ်တဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်အဲ့ဒီချိန်ဟိုလူကတော့ပြန်ထလာပြီးတော့ချင်းထန်ကိုချိန်ပြီးတော့ဓာတ်နဲ့ပြစ်လိုက်ပါတယ်။ဆရာရန်ရှိနေတာကြောင့်အဲ့လူရဲ့စူးစမ်းမှုကအရာမထင်ပါဘူး။သူ့ဟာသူပြန်ယူလိုက်ရပြီးတော့ရင်ဘက်မှာသွားဆိုင်ပါတော့တယ်။တခါတည်းရှင်းသွားပြီလေ။ အဲ့ဒီချိန်ဝေထုံးကလည်းပြန်ထလာပြီးတော့ထပ်တိုက်လိုက်ပါတယ်။ဒါပေမဲ့လင်းတုံကတော့ AC ပဲရှောင်းလိုက်နိုင်တယ်လေ။ပြီးတာနဲ့ထပ်ပြီးတော့တိုက်ကြပါတော့တယ်။လင်းတုံက MWK ချိတ်ပိတ်ချီအစင်လေးကိုအတုံးချလိုက်ပါပြီ။စွန့်ရင်တစ်ခုထိတ်တိုက်တွေ့ပြီးတဲ့ချိန်မှာတော့ကွင်းမြင့်တစ်ခုလုံးဖုံဖုံနေနဲ့ပြေသွားပါတယ်။အရင်ဆုံးဘာမှမဖြစ်ဘဲထွက်လာနိုင်တဲ့သူကတော့လင်းတုံဖြစ်ပြီးတော့ဝေထုံးကတော့မှောက်ရက်လေးပါပဲ။အရှုံးပေးတယ်ဆိုပြီးတော့ပြောတော့အသက်နဲ့ရင်ပြီးတိုက်ရတဲ့တိုက်ပွဲကဒီလိုအဆုံးသတ်ရမှာမဟုတ်ဘူးဆိုပြီးတော့လင်းတုံကတော့ ဝေထုံးအကျင့်ရုပ်ခဲတာတွေနဲ့ဆက်ပြန်ပေးလိုက်ပါတယ်ဝေထုံးတကောင်ကလိုက်ပေမဲ့ကြာကြာမခံနိုင်တော့တဲ့ပုံပေါက်နေတာကြောင့်ရွယ်ရှမ်းကဝင်ပါဖို့လှုပ်တာကြောင့်အသင်းကောင်းဆောင်ကတားလိုက်ပါတယ်အဲ့ဒီချိန်ဝေထုံးတကောင်ကတော့အနေစာသဘောနဲ့ကိစ္စချောသွားပါပြီ။ရဲချွန်းတကောင်စိတ်ပြက်ပြီးတော့အရေးတောက်ဖို့အိမ်မြန်သွားပြီလေ။အခုတော့လူတွေကြားထဲမှာလင်းမီသားစုကိုရှော့တွက်လို့များတဲ့ကြောင်ပြောကုန်ကြပါပြီ။ပတ်ဆက်မကုန်မဲနဲ့လင်းတုံတယောက်လင်းမီသားစုကိုပရိုမိုးရှင်းဆင်းပေးလိုက်နိုင်ပါတယ်။အနိုင်ရတဲ့သူကိုချိန်ညာလိုက်တော့မှပဲနောက်ဆုံးတော့အားလုံးကပြီးဆုံးသွားပြီဆိုပြီးတော့ကောင်းကင်ကြီးကိုကြည့်ပြီးတော့တပင်းချသွားနိုင်ပါတယ်။ နဘန်းကွင်းတိုက်ပွဲပြီးတဲ့နောက်မှာတော့သွေးဝွေယုံခိုင်းကအတွင်းပိုင်းမှာပြဿနာတွေတက်ပြီးတော့အဲ့ဒီချိန်ကစပြီးတော့အပီးတိုင်ပြောက်ကွဲသွားပါတော့တယ်။လာအနေငယ်ကြာပြီးတဲ့နောက်မှာတော့လင်းမိသားစုကရံမျိုးမှာစီးပွားရေးတွေစပြီးတော့ချဲ့ထွင်လာပါပြီ။ပြီးတော့မြောက်ပိုင်းမှာလည်းအင်ကြီးတလုံးကိုဝယ်လိုက်တာမို့လို့အခုဆိုရင်ပြောင်းရွှေ့ပြီးနေနေကြပြီလေ။ဒီလိုတွေဖြစ်လာဖို့အတွက်ကလည်းရွှေတောင်းကုန်တဲ့အသင်းရဲ့ခေါင်းဆောင်ရှာရဲ့ကျေးဇူးတွေအများကြီးပါပါတယ်။လင်းတုံတို့အိမ်ကတော့တကယ်ကိုအမိုက်စားပါ။အခုဆိုရင်လင်းတုံကလည်းရွှေတောင်းကုန်တဲ့အသင်းရဲ့အပူဇော်ကံဖြစ်သွားပါပြီ။ ခေါင်းဆောင်ရှားကတော့လင်းမိသားစုရဲ့အိမ်သစ်ပြောင်းခွဲအတွက်လင်းမိသားစုစီကိုရောက်လာပါတယ်အထဲမှာလည်းချင်းထန်တဲ့ရှောင်းရံတို့ကစော့နေပါတယ်ဒါကိုမြင်တော့လင်းတုံကိုမတွေ့တာကြောင့်စိတ်ဆွမ်းရင်တိုးပွားစေတဲ့ဝိညာဉ်ပန်းမင်ကိုချင်းထန်ကိုပဲလင်းတုံစီကိုတဆင်ပေးခိုင်းလိုက်ပါတယ်မကြသေးခင်ကထန်းရွံတောင်တန်းမှာတစ်ခုခုဖြစ်ခဲ့ပါတယ်ဒါကြောင့်လင်းတုံစိတ်ဝင်စားလောက်တာတွေအဲ့မှာရှိလောက်တယ်ဆိုပြီးတော့ခေါင်းဆောင်ရှားကပြောလိုက်ပါတယ်လင်းတုံကတော့ဆရာရဲ့နဲ့တူတူရှိနေတာပါအရာဝတ္ထုတွေကိုစိတ်ဆွမ်းရင်နဲ့ထိန်းချုပ်ဖို့သင်ပေးနေတာလေ ီးတာနဲ့ခေါ်လိုက်တာကြောင့်ပြောစရာရှိလို့လားဆိုပြီးတော့မေးလိုက်တော့လင်းတုံရဲ့စိတ်ဆွမ်းရင်အကြောင်းနဲ့ပတ်သက်ပြီးတော့ချီကျူးလိုက်ပြီးစိတ်ဆွမ်းရင်ရဲ့အခြေခံအစ်မပဲရှိသေးတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်တကယ်တော့သူကိုယ်တိုင်ကလည်းတိတ်ဆွမ်းနေရတော့မဟုတ်ပါဘူးအမှတ်သား၅ခုဆောင်စရာပြီးရင်တော့ဝိညာဉ်ဆောင်စရာလို့ခေါ်လို့ရတဲ့အဆင့်ပဲရှိပါသေးတယ်အဲ့ဒီအဆင့်ကိုရောက်ရင်မွေးရပါအဆောင်အမှတ်သားမှာဝိညာဉ်ရှိလာမှာပါအဲ့ဒီအဆင့်ကတော့အင်အားကြီးတဲ့သူတွေကအတွေးတစ်ချက်တွေးယုံနေတယ် တောင်ကိုလှန်တိုင်းပြီးတော့ပင်လယ်ကိုပါမှောက်နိုင်ပါတယ်။ဝင်းကျင်ဆောင်ဆရာပြီးရင်လည်းပို့ပြီးအားကြီးတဲ့သူတွေရှိပါသေးတယ်။ဒါပေမဲ့အဲ့ဒီအဆင့်ကိုဆရာရန်ကိုတိုင်တောင်ယူသေးလေးစားတာပဲရှိပြီးတော့မမျှော်လင့်ရဲဘူးလေ။သူမလို့ပေါ့ချစ်နေပေမဲ့အပိုင်မမှန်းရတာမျိုးပေါ့။အဲ့ဒီအချိန်မှာတော့တောင်ဆုံတစ်ခုပေါ်မှာအဝေစားကလည်းရွှေရောင်အပြည့်ဓားကင်ပြီးတော့ဝင်ကျွားနေတဲ့အမျိုးသားတစ်ယောက်ဓားကိုလှုပ်လိုက်ုံနဲ့တောင်ကိုထပ်ပိုင်းပိုင်းလိုက်နိုင်ပါတယ်။ပြီးရနဲ့သူ့စီကိုစားတဲ့ဆောင်ရောက်လာပါတယ်။ ရေးထားတာကတော့နိဗ္ဗာန်ဘုံအစဉ်အာကြီးသူတင်ချိုင်းဆိုပြီးတော့ပါနောက်ထပ်မျက်နှာကွယ်ထားတဲ့ကောင်မလေးတယောက်စီကိုလည်းကြာပန်းကနေတစဉ်စကားတချို့ရောက်လာပါတယ်အဲ့ဒါကတော့နိဗ္ဗာန်နှလုံးသားဆိုပြီးတော့ပါလင်းတုံကတော့စီဇန်1ပြီးသွားပါပြီလင်းတုံတယောက်စီဇန်2မှာဘာတွေဆက်ပြီးကြုံရမလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦးကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားကြပေးပါဦးခင်ဗျာ